အားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကမ်ဘလူတွင်ပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်စေဦးကပြူစောတိရင်မောင်းကိုတိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းကံပလူမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာသောလူငယ်၁၀ဦးကိုအမတ်၆၀၀၆တင်ကားတက်ရင်တို့ကားဖြင့်ပို့ဆောင်စဉ်အဆိုပါလူငယ်၁၀ဦးကပြူစောတိရေမောင်းကိုဝိုင်းဝန်းတိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းကံပလူခရိုင်အမတ်၃ PDF တက်ရင်၆လမ်းကြီးတာဝန်ခံကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘားလ15ရင်းနေတွင်ကမ်ဘလူမျိုးနှင့်စပယ်နန့်သာရွာပြူစောတီစစ်စည်ရေးကိမ်းမှအကြံဖက်စစ်သားများကခီးသွွားလူငယ်၁၀ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ထို့သောပေါ်တာဆွဲဖန်ဆီးခံရသောလူငယ်များကိုရင်းနှီးညနေပိုင်းတွင်အကြမ်းဖက်စစ်သားများကအမှတ်6006တင်ကားတပ်ရင်းတို့ကားဖြတ်ပို့ဆောင်စဉ်ပြူစောတိရုံမောင်းကိုပေါ်တာဆွဲခံလူငယ်များကလန်ခီးတနေရာအယောက်ဝိုင်းမောတိုက်ခိုက်ခဲ့ပြီးလေပြင်းညစ်လိုက်ကြောင်းထို့ကြောင့်ပြူစောတိရုံမောင်းပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးလူငယ်ဆယ်ဦးလုံးလွတ်မြောက်လာကြောင်းသိရပါသည် ထို့နောက်လွမြောက်လာသောလူငယ်စေဦးကထွက်ပြေးလာစဉ်ကမ်ဘလူခရိုင်အမှတ်3 PDF တရေမှရဲဘော်များနှင့်တွေ့ဆုံခဲ့ပြီးကဲတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းထိုလူငယ်များသည်တန့်ဆယ်မျိုးနှင့်ခေဦးမျိုးနှင့်ကောလင်းမျိုးနှင့်ကတာမျိုးနှင့်နှင်းမြင့်မှုမျိုးနှင့်မှလူငယ်များဖြစ်ပြီး၎င်းတို့အားလုံးကိုကမ်ဘလူခရိုင်အမှတ်3 PDF တရေမှကြာဝင်ရှိသူကစစ်ဆေးပြီးနောက်မိသားစုထံသို့ပြန်လည်အနှံပေးခဲ့ကြောင်းသိရပါသည် အော်တိုဘတ်15ရက်နေ့ကစပယ်နန့်သာရွာပြူစောတီစစ်စည်ကြီးမှာပေါ်တာဆွဲခံရတဲ့လူငယ်၁၀ဦးကရင်မောင်းကိုတက်ပြီးထွက်ပြေးလွတ်မြောက်လာတယ်။ကျွန်တော်တို့စီကို၁၀ဦးလုံးထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။သူတို့မိသားစုတွေစီကိုအကုန်လုံးပြန်လည်အနှင်ပေးခဲ့ပါပြီဟုကံဘလူခရိုင်အမှတ်၃ PDF တရင်၆လမ်းရေးတာဝန်ခံကပြောဆိုပါတယ်။အဆိုပါကံဘလူမြို့နယ်စပယ်နန့်သာရွာပြူစောတီစစ်စည်ကြီးသည်ပြည်သူ၈၀ခန့်ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအမျိုးသမီး၂ဦးကိုမရင်းကျက်တက်ဖြတ်ထားသောကြောင့် ြည်သူများရင်းခိတ်စခန်းကိုရှောင်ရှားသွားလာကြရန်ကျွန်းလကမ့်ဘလူတက်ကြွလှူရှားသူများအဖွဲ့ကလည်းအတိပေးပြောဆိုထားပါတယ်။ကျမ ாய் တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။